ီနေ့မှာဆိုရင်ကျွန်တော်တို့ကရွှေတစိတ်တစ်ခုကျွန်တော်တို့ငွေတစိတ်နှစ်ခုခြေတစိတ်ရှစ်ခုကျွန်တော်တို့ဒါရမယ်လို့ကျွန်တော်တို့ဒါညွှန်လင်းခံမှန်းထားပါတယ်ခင်ဗျာကစားသမားတွေလည်းယုံကြည်မှုရှိပါတယ်ပြီးတော့ဒီကျွန်တော်တို့ဒီပြိုင်ပွဲတွေမှာလည်းဒီစုတစိတ်ရရှိမယ်လို့လည်းယုံကြည်ပါတယ်ခင်ဗျာ လာမဲ့ထိုင်းစည်းကိမ်းပါဝင်ပြိုင်မယ်မြမအာကစားအဖွဲ့တွေကစောင့်ကြည့်စီစရာကောင်းနေတဲ့အာကစားနည်းတစ်ခုဘာလို့ဘီလီယံနဲ့စနူကကစည်းကိမ်းအတွက်မျှော်လင့်ခြင်းစရာကောင်းနေတာလေသူတို့အခုအမြင့်ပြန်ဖို့ဘလောက်ထိအဆင်သင့်ဖြစ်နေပြီလဲကျွေးနဲ့ပြန်ဖွင့်ကျင်လာပါတော့။ကမ္ဘာချန်ပီယံပီတာကေခရစ်ရှိမှာပေါ့။ဒါလာတော့ဂျိန်းနေတယ်ကျွန်တော်ရွှေရဖို့ကြိုးစားရမယ်။